သားတို့သမီးတို့ရေအခုပြောပြမယ့်ဇက်ကတော့ဝိဇာဒရဇက်လို့ခေါ်ပါတယ်ငါငါဇနီးဘက်တော်မှာလာတဲ့ဇက်ပါပဲဝိဇာဒရဆိုတာသားတို့သမီးတို့ကြားဘူးတဲ့ဝိဇဒိုပါပဲဝိဇာဒရကိုဝိဇဒိုလို့ခေါ်ကြတာပါ ဒီမှာဝိဇ္ဇတို့အကြောင်းပေါ့ဒီဝိဇ္ဇတို့ကအမတန်ရုပ်မာတဲ့ဝိဇ္ဇတို့သူကြောင့်ရဟန်းအများပြင်းနေတယ်ခံခဲ့ရတယ်အဲ့ဒီဇက်ကိုဟောမှာပါအဲ့ဒီဇက်ကိုဟောမယ်ဆိုတော့ဘာနဲ့အကြောင်းပြုတ်ကြလဲမြတ်စွာဘုရားသခင်တာဝတိပြည်စေတဝန်เจ้าမှာ သတင်းသုံးနေတဲ့ခါကြတော့ယဟန်ကြီးကအားလုံးမြတ်စွာဘုရားသခင်ရဲ့ဂုံကျေးဇူးချီးကျူးနေကြတယ်။ဟောမြတ်စွာဘုရားသခင်ဟာလောကအကျိုးကိုပဲသူလုပ်တယ်။လောကကြီးရဲ့အကျိုးကျေးဇူးကို မပင်ပန်းနိုင်ဘဲနဲ့နေရောညပါဒါပဲသူအကျိုးဆောင်ရွက်တယ် ဥမာပြင်ပြောရမယ်ဆိုရင်ဖျားဖြစ်ပြီးတဲ့ခါမှာပဲစစချင်းဆိုက်ချီရနာလာဝေးတဲ့ခရီးကိုသွားပြီးပြင်စားဝဲကြီးငါးပါးယဟန်ငါးပါးကိုပြင်စားဝဲကြီးတို့ကိုအကျွတ်တရားရအောင်ဆောင်ခြင်းခဲ့နောက်ရသက်ပေါင်းများစွာကိုလည်းပဲအကျွတ်တရားရအောင်ဆောင်ခြင်းတယ် နောက်ရှင်မာကတ္တဘဖြစ်မဲ့ပုဂ္ဂိုလ်လည်းပဲခရီးများစွာသွားပြီးတော့ကြိုဆိုခဲ့တယ်ကြိုဆိုပြီးတော့ဒီအရဟတ်ဖို့ရောက်အောင်ဆောင်မခဲ့မဟာကပိနဆိုတဲ့မင်းကြီးကိုယုဒနာ120လောက်သွားပြီးတော့မှကြိုတယ်သူစီလာဖူးတဲ့မဟာကပိနယုဒနာ120လောက်သွားကြိုတယ်သွားကြိုပြီးတော့ အရတ်ဟိုရောက်ဆောင်းချင်းကဲအင်္ဂုလိမာလခရစ်ဝေကြီးသွားပြီးတော့မှ သွားရောက်ပြီးတရားပြယဟန္တာဖြစ်အောင်ဆောင်းရွက်ခဲ့တယ်အာလာဝကဘီလူဒီလိုပဲသူလည်းပဲအကျွတ်တရားရအောင်ဆောင်းရွက်တယ်တာဝရင်သားမတဝါတွင်လုံးနတ်ဒီတကြားတွေကိုတရားဟောဓမ္မစကြာဒီဒီနော် အဘိဓမ္မာတရားတွေဟောစသဖြင့်နောက်မြန်မာပြည်သွားဗကမြန်မာကြီးကိုအကျော်တရားရသေးတယ်ဟာဒီလိုပေါ့လောကကြီးမှာလူနဲ့မြန်မာတရဝအပေါင်းတို့ရဲ့အကျိုးကျေးဇူးကိုဆောင်ရွက်ထားပဲဆိုပြီးတော့ချီးကျူးနေကြအဲ့တော့မြတ်စွာဘုရားသခင်ကဒီเจ้าကိုသိတဲ့ခါမှာချက်သားတို့ငါဖရဟာအခုဘဝမှာသာလျင်နောက်ဆုံးဘဝဖြစ်တဲ့ဒီဘဝမှာသာလျင်ဖရဖြစ်မှာသာလျင်ဒီလိုကြင့်ကြံတာမဟုတ်ဘူး ရှင်းတုံးကလည်းအများရဲ့အကျိုးကိုဆောင်ရွက်ခဲ့ဘူးပါတယ်ဆိုပြီးတော့ပြောတော့အဲ့ဒီဟာကိုယဟန်နေကတောင်းပန်အရှင်ဘုရားအရှင်ဘုရားယခုဘဝမှာမျက်မှောက်ထင်းနေဆောင်ရွက်တဲ့အချက်တွေတော့ဘုရားတပည့်တော်တို့သိပါတယ်ဘုရားဟိုးရှင်းခါတုန်းကအများအကျိုးအတွက်ဆောင်ရွက်ခဲ့တဲ့သုရေဟာလေးကိုတပည့်တော်တို့သိခွင့်ရရင်သိပါရစေဘုရား ဆိုတော့ဟောတာပေါ့လေအတိတ်ကိုပြန်ဆောင်းနေခြေသားတို့ဟိုးလွန်လီပြီးတော့ခါကဗာရန်တီပြည်မှာပြင်မတဲ့မင်းမင်းပြုတ်တယ်တဲ့အဲ့ဒီမင်းပြုတ်တဲ့ခါမှာငါဖျားလောင်းကအဲ့တုန်းကတရားဖြစ်ခဲ့အဲ့ဒီအချိန်မှာအမ်ဘတန်အစ်င့်သိုးတဲ့ဝိဇ္ဇတို့တယောက်ရှိတယ်အစ်င့်သိုးတဲ့ သူကမန္တန်မန္တရားတွေမှန်းပြီးတော့မှအမျိုးဆုံးမဟုတ်တာတွေလုပ်တယ်အထူးသဖြင့်တော့အဲ့ဒီအချိန်ခါပါညတကောင်ရင် လောက်ချိန်ကြရင်မန္တန်မန္တရားကိုမှန်းပြီးတော့နန်းတော်တွေကိုသွားပြီးတော့မှမိဖုရားကြီးကိုမိဖုရားကြီးနဲ့ပျော်ပါတယ်ဒီဝိဇ္ဇတော်ကအဲ့ဒီမှာအားလုံးသောမောင်မကိုလုတ်တယ်လေသိကြတယ် ဘီဘီယာကြီးကလည်းဒါကသူသဘောတူလို့မဟုတ်ဘူးသူအကြောင်းကြောင်းကြောင့်ခုနလိုပေါ့ဝိသရိုးရဲ့အစွမ်းကြောင့်ပေါ့သူမဟုတ်လောက်ခန့်မဟုတ်တာသူငြိမ်နေရတယ်ဒါပေမဲ့အဲ့ဒီအကြောင်းကိုမင်းကြီးကိုသွားလျှောက်တယ်သူသူ့လိုလိုပဲသွားလျှောက်တယ်ရှင်မင်းကြီးညံ့ညံ့ကြရင်အမျိုးသားတယောက်လိုလိုပဲလာပါတယ်ဖြတ်စည်းပါတယ် အဲ့ဒါကိုမှတ်လို့မရဘူးလားရနိုင်ပါတယ်အဲ့ဒါဆိုမှတ်ထားလိုက်ဆိုတော့တခါကြတော့သူကဟင်းသဗရာခွက်ထဲကိုလက်ထည့်ပြီးညသူလာတဲ့အခါမှာသူ့ကိုဖျက်ဆီးတဲ့အခါမှာကြိုးကိုတခါတည်းဟင်းသဗရာခွက်ထဲမှာထည့်ထားတဲ့လက်နဲ့ရိုက်လိုက်တယ်ရိုက်တော့ဟင်းသဗရာလက်ငါးချောင်းအရာကြိုးမှာထင်းသွားတာပေါ့အဲ့ဒါပြန်သွားတယ် သွားတဲ့ခါကျတော့အဲ့ဒီအကျိုးချောင်းကိုမင်းကြီးလျှောက်တော့မင်းကြီးကလည်းသူမင်းချင်းနေအားလုံးခေါ်တယ်။ကဲမင်းတို့လိုက်ရှာကျောင်းမှာဟင်းသဘရလက်ငါးချောင်းရရှိတဲ့ယောက်ျားတွေ့ရင်ခေါ်ခဲ့ဖမ်းအပြစ်ဒဏ်ပေးမယ်။ဆိုတော့ဒီဝိဇ္ဇရိုကအတော်ဆုံးလာညမှာအဲ့လိုပဲမဟုတ်တာကျူးလွန်နေနေ့ခါကျတော့တုတ်ပံမှာယသိယဟန်းရောင်ဆောင်းပြီးတော့ယဟန်းလိုနေပြီးသင်္ကန်းတွေပါတယ်ဝုတ်ပြတော့မှာ နေ့ကကြတော့ခြေတချောင်းနေရပြီးတော့မှနေကိုရှိခိုးပြီးတော့ဒီလိုနေတယ်နေကိုရှိခိုးနေတယ်ခြေတော့တစ်ဖက်တည်းနေတယ်ခြေတော့တစ်ဖက်တည်းနေတာတော့နှစ်ဖက်ချရင်ကဘာမြေကြီးလင်းမှာဆိုလို့ပေါ့နေကိုရှိခိုးနေတယ်စသဖြင့်သူတို့ကောင်းအောင်ဆောင်နေတာအဲ့ဒါကိုလိုက်စာကြတော့သူ့ကိုပဲထင်ကြတော့ဝိုင်းဖမ်းမယ်အားလုံးဝိုင်းဖမ်းမယ်သူပြီးတော့အားလုံးကနေဒီမှာဝိုင်းရံကြတဲ့ခါမှာဝိဇ္ဇတော်က သူ့ရဲ့မန္တန်မန္တရားတွေရွတ်ပြီးတော့ကောင်းငင်ကိုပြန်တက်သွားတယ်ကောင်းငင်ပြန်တက်သွားတယ်ပြန်တက်သွားတော့အဲ့ဒီမှာရှင်မင်းကြီးကမေးတဲ့ခါကျတော့ဟဲ့တွေ့ကြရဲ့လားတွေ့ပါတယ်အတူကဘယ်သူတုံး तू ကယဟန်မှာယသိယဟန်ယဟန်ပေါ့လေ तू ကနေဒီနေကင်းကြရင်တော့တုတ်တန်မှာ ရှင်းတော့တစ်ဖက်ကိုရက်ပြီးတော့မှနေကိုရှိခွန်းနေတယ်ယဟန်ပဲညကြရင်သာမဟုတ်တာလို့တာဟာဒါဖြင့်ဒီယဟန်ဆိုလို့ဘယ်ကောင်းမလဲယဟန်ကဒီလိုလို့တာကောင်းပြီဒါဖြင့်ငါတိုင်းပြည်မှာယဟန်နေကမတွေ့ခြင်းဘူးယဟန်နေအကုန်လုံးတိုင်းပြည်ကနေထွက်သွားမယ်စီလဲတယ်တိုင်းပြည်မှာစီလဲတယ်ငါတိုင်းပြည်ကနေပြီးတော့ယဟန်နေအားလုံးထွက်သွားရမယ်တကယ်လို့တွေ့ရင်တွေ့လို့ရှိရင် ရာဇုတ်ပြီးရာဇုတ်သင်စီရမယ်မင်းမြင့်မြင့်နံပင်းမယ်ဆိုတော့ယဟန်နေရလဲကြောက်တာပေါ့ကြောက်တော့ကာတိတိုင်းမှာဒီဒီယူဒနာ300လောက်ရှိတဲ့ကာတိတိုင်းမှာအဲ့လိုကြောက်ပြီးတော့ကဲယဟန်နေအကုန်လုံးထွက်ပြေးကြတာပေါ့ယဟန်နေအကုန်လုံးထွက်ပြေးကြတဲ့ခါမှာတခြားတိုင်းပြည်မှာပဲသွားပြီးယဟန် နေကနေရတာပေါ့လေ အဲ့လိုအလုံးစုံသောယဟန်ဒီကာတိတိုင်းကနေထွက်သွားတဲ့ခါကျတော့ကာတိတိုင်းမှာယဟန်ကိုမမြင်ရတော့ယဟန်မမြင်ရတဲ့ခါကျတော့ယဟန်ဒီအဆုံးမကိုမရတော့လူတွေလည်းမက်ကုန်တာပေါ့ပြည်သူပြည်သားတွေဟာတရားတွေဘာတွေမရှိကြတော့ဘူးအမှန်တမ်းမိုက်မဲကုန်ရမကောင်းတဲ့အချင်းကျင်းကြတယ်ငါးပါးသီလလည်းမလုံတော့ဘူးငါးပါးသီလလည်းမလုံဘူးဘယ်လုံမလဲဆုံးမတဲ့ယဟန်မှမရှိတော့ဘူး အဲ့တော့ယဟန်မိရှိတဲ့ခါကျတော့၅ပါးတီလာမလုံးမလုံးတော့သေတော့ပဲရောက်ကြလဲအပင်ငရဲကိုပဲသွားတာပေါ့အပင်လေးပါးသွားတယ်ငရဲတရိစ္ဆန်ပြိတ္တာသူရကယ်ဆိုရင်အပင်လေးပါးကိုပဲသွားကြနတ်ပြည်ကိုတက်တယ်လူမရှိဘူးနတ်ပြည်မတက်တဲ့ခါကျတော့အဲ့ဒီမှာတရားမင်းရသူစင်တဲ့ ူးစီကိုနဲ့သားအစ်စ်မရောက်လာဘူးအရင်တော့နဲ့သားတွေပဲရှိတယ်နဲ့တဲ့ကျွေလို့ကျွေသွားရင်မရှိမယ်နောက်တဲ့နဲ့သားအစ်စ်တွေနဲ့သမီးအစ်စ်တွေမရောက်လာမရောက်လာတဲ့ခါကျတော့တရားမင်းဟာအဲ့ဒါထူးဆန်းတယ်ဘာကြောင့်နဲ့သားနဲ့သမီးအစ်စ်တွေငါစီကိုမရောက်လာတယ်ဆိုပြီးတော့တရားမင်းကအဲ့ဒီမှာစင်ကျင်တဲ့ခါကျတော့လူပြေပြန်ကြည့်တော့ဒီလိုလိုပဲနော်ကာတိတိုင်းမှာ မင်းကအယူဆမှားပြီးတော့နော်မင်းအယူဆမှားပြီးအားလုံးကိုဒီယဟန်ညီကို တိုင်းနိုင်ငံနဲ့နှင်ထုတ်ပစ်တယ်ဒါကြောင့်မရှိလို့လူတွေမိုက်မဲပြီးတော့ဒီလိုဖြစ်တာပဲအဲ့ဒါကိုတရားမြင်သိတယ်တရားမြင်သိတဲ့အခါကျတော့ဒီကိစ္စဟာငါကယ်မရမယ်တရားကိုဆောင်ရွက်နိုင်ဖို့ကငါပဲရှိတယ်မင်းကြီးရဲ့အကျိုးကျေးဇူးရော ။နောက်ပြီးတဲ့ခါကျတော့ယဟန်ကြီးရဲ့အကျိုးကျေးဇူးရောပြည်သူပြည်သားတွေရဲ့အကျိုးကျေးဇူးရောဖြစ်အောင်ငါစီစဉ်မှရတော့မယ်ဆိုပြီးတော့မှသူစဉ်းစားပါတယ်။တော်သမီးတို့ရေ အဲ့လိုပဲကာတိတိုင်းမှာယသိယဟန်မရှိတော့ဘဲနဲ့တိုင်းသူပြည်သားတွေကလည်းပဲသင်ရင်အပေပဲသွားနက်ပြူမရောက်ကြတော့တရားမင်းသိလို့တရားမင်းကခုနလိုပဲစီစဉ်တယ်ဒီကာတိတိုင်းကကဲမရမယ်ယဟယသိယဟန်နေဦးလဲငါကဲမရမယ်ဆိုပြီးတော့စဉ်းစားစဉ်းစားပြီးတော့မှဘာလုပ်ကြလဲဆိုတော့ဒီဟာတကယ်တော့ with the dope မိုင်မဲတဲ့ဝိဇ္ဇရိုရဲ့အကြောင်းကြောင့်ဖြစ်ရတာငါဒါကိုစီစဉ်မယ်ဆိုပြီးတော့တကြမင်းကနန္ဒမူဒီဟိမွန်တာတော်ထဲမှာနန္ဒမူလိုင်းကို သွားနန္ဒမူလိုင်းမှာတော့ပြစ္ဆေကဗုဒ္ဓတွေအများရှိတယ်အဲကပြစ္ဆေကဗုဒ္ဓတွေစီတကြမင်းကသွားပြီးတော့ပြစ္ဆေကဗုဒ္ဓတွေစီကနေပြီးတော့မှအရှင်ဘုရားတို့တပည့်တော်ပြစ္ဆေကဗုဒ္ဓတပါး ជីញူပရတိဖုရားတပည့်တော်အဲ့ဒီပိစုကဗုဒ္ဓကိုပြင့်ပြီးတော့ကာတိတိုင်းကပုံကိုယ်ရယ်လဲជីញူစီခြင်းပါတယ်အမှန်တရားကိုရောက်အောင်လို့စီစဉ်တာပါဆိုတော့ကောင်းပြီဆိုတော့ပိစုကဗုဒ္ဓတပားရလာတယ်ပိစုကဗုဒ္ဓရလာတဲ့ခါကျတော့ဒီတရားမင်းကလူလင်ပြူရောင်ဆောင်းတာပေါ့နောက်ကကပ္ပိယပေါ့လေ အဲ့ဒီဘောမျိုးဆောင်ပြီးတော့တရက်ဒီပစ္စကဗုဒ္ဓရဲ့တပိတ်ဒီသင်္ကန်းနေသွားအနောက်ကနေယူတပိတ်ကလေးပိုက်ပြီးတော့လိုက်တာပေါ့အဲ့တော့ပစ္စကဗုဒ္ဓကရှေ့ရကြွသူကနောက်ကလိုက်ဒီလိုနဲ့အမြို့ရဲ့ထိတ်မှာသုံးပတ်လောက်ပတ်ပြီးတော့မင်းတကားကိုမင်းရဲ့အိမ်တကားကိုရောက်သွားတယ်ရှေ့ကယဟန်ကလည်းပစ္စကဗုဒ္ဓဆိုတော့ကောင်းကင်ကပဲပေါ့တရားမင်းကလည်း တရားမင်းလူယောင်နာဆောင်နေတာသူကလည်းတရားဆိုတော့ကောင်းငင်ရပဲပေါ့မင်းရဲ့အိမ်တကားကိုသွားအားလုံးလူတွေမြင်ကြတဲ့အမတ်တွေပါတယ်အရှင်မင်းကြီးအံပဒံအစင်းလာတဲ့လူလင်ငယ်ဟာယဟန်တပါးကိုဆောင်းလာပြီးတော့အခုနန်းတော်ရှိရောက်နေပါတယ်မင်းအိမ်တကားရောက်နေပါတယ်ဖခင်ဟဲ့ခေါ်ခဲ့ငါကြည်ညိုမယ်သွားကြည့်တဲ့ခါကျတော့အဲ့ဒီမှာလေသာပရင်ကနေရက်ပြီးတော့မှသူကစကားပြောတယ်လူလင်တဲ့ မင်းဟာအမတန်အဆင်းလှတယ်ချုံမလှပါတယ်ဘာဖြစ်လို့အဆင်းမလှတဲ့ဒီယဟန်ရဲ့တပိတ်သင်္ကန်းကိုယူပြီးတော့အဲ့ဒီယဟန်ကိုရှစ်ခိုးပြီးတော့မင်းကဘာဖြစ်လို့တီးနေတာတော့သူကမသိဘူးလေပြစ္ဆေကဗုဒ္ဓမှန်လည်းမသိတရားမှန်လည်းမသိဘူးအဲ့တော့မင်းကအမတန်ဒီရုပ်ဆင်းလှပြီးတော့မလှတဲ့လူဘာလို့ကိုးကွယ်နေတာလဲပြောတယ်ပြောတော့ ပြီးတော့ပြီးတော့မှမင်းနာမည်လည်းသိခြင်းနဲ့ယဟန်နာမည်လည်းသိခြင်းနဲ့တရားကလူလင်က ပြောတယ်ရှင်မင်းကြီးဒီယဟန်ရဲ့နာမည်ကတော့အမှန်မြင့်မြတ်တဲ့ဒီအရဟတ်ကိုရောက်ပြီးတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်လမ်းကိုသွားမဲ့ပုဂ္ဂိုလ်သူ့နာမည်တော့ပြောလို့ရပါဘူးအကျွန်ုပ်ရဲ့နာမည်ပြောရမယ်ဆိုတော့ကျွန်ုပ်ဟာတာဝရင်တန်နဲ့လားတွေကို အစိုးရတဲ့တရားမင်းပါလို့ပြောတယ်တရားမင်းပါလို့ပြောတဲ့ခါကျတော့တရားမင်းနဲ့ဂျမ်းမင်းဒီဘာကြောင့်ဒီလိုလောက်ရတာလဲသူပြောတယ်ဘာကြောင့်ဒီလိုလောက်ရတာလဲဒီလိုတရားမင်း ဖြစ်ပြီးတော့မှအခုလိုယသိယဟန်ကိုချက်ခွနေတာတနည်းအားဖြင့်လူပုဂ္ဂိုလ်တွေဟာ တယောက်ယောက်ဟာဗောလေယသိယဟန်ကိုလက်ဥရှိမှုရှိခိုးတာမအကျိုးရှိလို့တော့အဲ့တော့ပြောတယ်ဘယ်လိုချမ်းသာဝင်ရမှာလဲပြစ်စုံပါမှရမှာလားတမလန်မှရမှာလားပြောတယ်အဲ့တော့တရားမင်းကခုနလူလင်ပြောရပါလေမင်းမြတ်တဲ့လူတယောက်ယောက်ဟာသီလနဲ့ပြည့်စုံတဲ့အကျင့်နဲ့ပြည့်စုံတဲ့ယဟန်ကိုရှေ့မှာထားပြီးတော့ ရိုသေးမျက်နှိုးလက်ဆုံမိုးပြီးတော့ရှစ်ခိုးတယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီပေါ်ဝမှာလည်းပဲလူအပေါင်းရဲ့ချီးကျူးခြင်းကိုခံရမှာနောက်တကယ်လို့ဒီဘဝနေပြီးတော့သိလွင်ရင်လည်းပဲနှက်ပြီရောက်မှာပဲဒါဒီကောင်းမှုလုပ်တဲ့ခုနပြောတဲ့သူတော်ကောင်းကိုယသိယဟန်းကို ကြီးညိုတဲ့အကျိုးကျေးဇူးပဲဒါအမှန်မှမှတ်သားရမယ်ဆိုပြီးတော့မှပြောတယ်အဲ့တော့မှမင်းကြီးကလည်းပဲကျွန်တော်မှားခဲ့တယ်ဒါကြောင့်မို့တရားမင်းနဲ့အခုကငါဟာဖုန်ကြက်တည်းရှိတဲ့ပုံကဖြစ်တယ်အဲ့ဒီအချိန်ခါမှာငါကအခုမကောင်းတာတွေတော့လုပ်ခဲ့တယ်သို့တော့လောလောဆယ်မှာ ။တရားမင်းကိုလည်းဖူးခွင့်ရတယ်။တရားမင်းလည်းဖူးခွင့်ရတယ်။ပြစ်စကဗုဒ္ဓကိုလည်းငါဖူးခွင့်ရတယ်။ဒါကြောင့်မို့အခုချိန်ကစာပြီးတော့ငါဟာကောင်းမြတ်တဲ့အကျင့်ကိုပဲကျင့်တော့။ကောင်းမြတ်တဲ့အကျင့်ကိုပဲကျင့်မယ်။ဘယ်တော့မှ ရုပ်မာရာမျိုးကို မလုပ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်အကျင့်တီလာနဲ့ပြည့်စုံတယ်ဆိုတော့ယသိယဟန်တွေကိုငါရဲ့ရှိသည်မြမာမာနာကိုချပြီးတော့ကြတော့ပါမယ်ဆိုပြီးတော့အဲ့ဒီမှာတင်ရှောက်ထားတော့ပေါ့လေရှောက်ထားတော့ပစ္စကဗုဒ္ဓလည်းပဲခုနပြောတဲ့ကောင်းငင်မှာပဲထောက်ရဖွဲ့ခွေးရက်နေပြီးတော့မှမင်းကြီးကိုပြောတယ်သင်မင်းကြီး တိမ်မင်းကြီးမှားခဲ့တယ်။ဘာမှားခဲ့တာလဲ။တိမ်မင်းကြီးကတိမ်မင်းကြီးရဲ့မိဖုရားကိုစော်ကားတဲ့ပုဂ္ဂိုလ်ကိုရေတဲ့ယဟန်လို့ထင်ခဲ့တယ်။ယဟန်မဟုတ်ဘူးတဲ့။အရှင်မင်းကြီးတဲ့အယူဆမှားသွားတာ။တကယ်တော့ဒီပုဂ္ဂိုလ်ဟာဝိဇ္ဇတောတဲ့။ယဟန်မဟုတ်ဘူး။ဝိဇ္ဇတောအမှန်တန်ရောက်မှတဲ့ဝိဇ္ဇတော။တဲ့ကယဟန်နေထင်းပြီးတော့ယဟန်နေကိုနှင်လိုက်တယ်။ ဒါကြောင့်မို့ဒီပုံကိုယ်တွေကိုအရေးကြီးတာက ပြန်ခေါ်ဖို့အရေးကြီးတယ်။ခဏကစားပြီးတော့ရှိတဲ့ရသေးဟန်းနေအကုန်လုံးထွက်ပြေးတဲ့ပုံကိုယ်တွေခေါ်နေအောင်စီစဉ်ပါ။အခုချိန်ကစားပြီးတော့ဥပုံတင်းစောင့်သုံးပါ။ရသေးဟန်းနေရဲ့မိန့်ဆိုချက်တွေတရားတွေဝနာပါ။သူတို့လှူဒန်းပါ။ တိလဆောက်တည်ပါဥပုပ်ဆောင်ပါပြောတယ်။တရားမင်းကလည်းပဲအဲ့လိုထပ်ပြီးတော့ပြောတယ်။မင်းကြီးခဏကစားပြီးတော့ဥပုပ်တရင်ဆောင်သုံးဖို့ကိုမမေ့ပါနဲ့။အလှူဒါနပေးခြင်းကိုမမေ့ပါနဲ့။မြို့သူမြို့သားတွေအားလုံးကိုလည်းပဲကောင်းကောင်းကိုယ့်ရဲ့ဟုတ်လား မိညင်တရား၁၀ပါးနဲ့အညီအုပ်ချုပ်ပါပြီးတဲ့ခါကျတော့ပြေးကြတဲ့ယသိဟန်းတွေပြေးကြတဲ့ယသိဟန်းတွေကိုလည်းပဲပြန်ခေါ်ပါအလုံးလာကြပါပြန်လာကြပါဆိုပြီးတော့အဲ့လိုတိုင်းမိမှာတခါတီလေတာပေါ့လေအဲ့တော့မှထွက်ပြေးကြတဲ့ယသိဟန်းတွေကလည်းပဲအကုန်လုံးပြန်လာပြီးတော့မှ နော်အားလုံးပြန်လာပြီးတော့မှကာတိတိုင်းမှာတသိဟန်းနေနဲ့ပြန်ပြီးတော့စီစီပင်ပင်ဖြစ်ကာတိတိုင်းသူပြည်သားတွေကလည်းပဲတသိဟန်းနေရဲ့အဆုံးမတွေကိုခံယူဥပုပ်သတင်းတွေစောင့်သုံးအလှူဒါနတွေပေးပြီးတဲ့ခါကျတော့သူတို့လည်းတည်လွန်တဲ့ခါမှာ အရင်ကတော့အပင်ငရဲကိုသွားကြတယ်အခုခါကျတော့နှက်ပြေကိုတက်ကြပါတယ်တဲ့ ဒါစဉ်းစားစရာလေးတစ်ချက်ကသင်္ကန်းစာယူစရာလေးတစ်ချက်ရှိတာကအယူဆမှားဖို့မမှားဖို့ဟာအရေးကြီးတယ်လက်တလုံးဆုံးဖြတ်တာတရားရောက်ကအပြောဆိုရင်းနဲ့အဆုံးပြတ်မှားသွားရင်အားလုံးဒုက္ခရောက်နိုင်တယ်ဆိုတဲ့အချက်ပါ အခုမင်းကြီးဟာတကယ်တော့ အယုအမြင်မှားခဲ့တာအထင်မှားခဲ့တာအထင်မှားအမြင်မှားပြီးတော့ဇောဇောကပြောတဲ့ဝိသတုမကောင်းတဲ့ဝိသတုကိုယသိဟန်းလို့ထင်းပြီးယဟန်းနဲ့နှင်ထုတ်ခဲ့တာအဲ့လိုဆုံးပြတ်မှားခဲ့တာလေဟာအမှန်တန်ကြီးစွာသောဒုက္ခရောက်တော့လေတကယ်လို့ဒါဒီနေရာမှာတရားမင်းက မကယ်လို့ရှိရင်ကာတိအတိုင်းသူပြည်သားတွေနဲ့တကွမင်းကြီးရောအားလုံးသောပုဂ္ဂိုလ်တွေအဝီစီရောက်မယ်တဲ့ဒါကြောင့်မို့ဒါကိုတင်ငန်းသာယူပါဘာပဲဖြစ်ဖြစ်အဆသာရာရာကိုဆုံးပြတ်တော့မယ်ဆိုရင်ချင်း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 နဲ့ဟလားစင်စင်စားစားနဲ့ဆုံးပြတ်ပါအမားကိုမဆုံးပြတ်မိဖို့အမားကိုမယူမိဖို့ အရေးကြီးပါတယ်ဆိုတဲ့သင်ခန်းစာလေးကိုရယူစေချင်ပါတယ်။